အားလုံးပဲမင်္ဂလာပါဗျာ silent တင်တာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပြီးမြေရုပ်တံပြီးတော့ဖိုင်လေတော့ဘန်ကောက်ကိုရောက်နေတယ်ကာချူကြီးဘင်းအွန်လိုင်းရဲ့နောက်ဆုံးအချိန်တွေကိုတင်ပြလာတဲ့နေတည်မြန်မာရဲ့ရုပ်တံပြီးတော့ဖိုင်လေကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီဘီရိုဘန်မှာနေတည်မြန်မာကကာချူကြီးဘင်းအွန်လိုင်းနဲ့ပတ်သက်ပြီးဘာတွေဘယ်လိုပြောဆိုတင်ပြထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တင်တာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မိဘညီကိုမောင်မများအခုဒါကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဆိုလို့ရှင်တော့အခုဒီဘန်ကောက်မြို့မှာအခုလက်ရှိရတော့မရောက်လာရောက်နေပါတယ်เนาะမရောက်လာရောက်နေပါတယ်မရောက်လာရောက်နေတဲ့ဟိုတယ်ကိုလည်းဒါထိုင်းအောင်ရွှေမြမာတွေတော်တော်များများအတိအကျတည်ကြပါတယ်เนาะအတိအကျတည်ကြပါတယ်မရောက်လာရအခုဆိုလို့ရှင်ထိုင်းနိုင်ငံမှာရှိနေတဲ့ဘန်ကောက်မြို့ကိုရောက်နေတယ်ဘန်ကောက်မြို့ကိုရောက်နေတာအဲ့ ဘာကမျိုးရောက်နေလဲရောက်လာရခြင်းရဲ့အဲအဲအတိအတိကအကြောင်းကတော့ mistake ဒါအစီအဝေးသူတက်ရောက်ဖို့အတွက်ဆိုတော့မှတော့ရောက်လာတာဖြစ်ပါတယ်။ရောက်လာတဲ့အခြေအနေနဲ့အကြောင်းတရားတွေကိုဒါကျွန်တော်တို့တွေကမိဘညီကိုမောင်နှမတွေကိုဒါဒီနေ့သုံးသပ်ပေးပါမယ်နော်။အဲ့တော့အကျမ်းမစစ်ကောင်စီမရောက်နိုင်တာထိုင်းနိုင်ငံမှာရှိနေတဲ့ဒီ business state ဒီအစီအဝေးပွဲကိုသူလာတာဒီအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ခွေးတို့ပေါက်ကနေလာတဲ့ပုံစံလို့ဒါကျွန်တော်တို့ပြောလို့ရပါတယ်။ခွေးတို့ပေါက်ကနေလာတယ်။အဲ့တော့ထိုင်းနိုင်ငံကိုလာတဲ့သူတော်တော်များများက နော်နိုင်ငံတကာဟိုခေါင်းဆောင်တွေပေါ့နော်နိုင်ငံတကာခေါင်းဆောင်တွေတော်တော်များများဒါကျွန်တော်တို့ထိုင်းနိုင်ငံကိုလာပြီးဟေးဆိုလို့ရှိရင်ဘယ်ဘယ်လမ်းကြောင်းဘက်ကိုကြာကျွန်တော်တို့လာကြလဲဆိုလို့ရှိရင်တော့စုဝဲနဖုံလေးစိတ်တည်းမလားစုဝဲနဖုံလေးစိတ် international အပြည်ပြည်ဆိုင်ရာလေးစိတ်ကနေတော့မလာကြလဲအကြမ်းစစ်ကောင်စီမရောက်လာရင်ထိုင်းနိုင်ငံအဲဘန်ကောက်ကိုလာတဲ့အခါကျမှအော်ဒုံမောင်းလေးစိတ်ဘက်ကနေပြီးတော့မှသူလာတယ်လာတဲ့အခါမှသူ international အဲအပြည်ပြည်ဆိုင်ရာလေးစိတ် လေရင်ကွင်းလမ်းကြောင်းကိုသူမသွားရဘူး။ဘာဖြစ်လို့မသွားရလဲဆိုတော့အပီပီဆိုင်ကသူ့ကိုလက်မခံဘူးဆိုတော့သူကိုယ်တိုင်သိတယ်။အပီပီဆိုင်ကလေရင်ကွင်းထိုင်းနိုင်ငံဘန်ကောက်ကိုအပီပီဆိုင်ဆိုင်ရာစူပါနိုဗိုလေရင်ကွင်းကနေသူဆင်းပြီးဆင်းပြီးဟဲ့ဆိုလို့ရှိရင်သူစောက်ချက်တော်တော်ကွဲမှာ။သူစောက်ချက်တော်တော်ကွဲမယ်။နောက်ပြီးတော့မှကမ္ဘာနိုင်ငံအသီးသီးတော်တော်များများမဲအောင်လိုက်ပြီးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပေါ်မှာဘယ်လိုမျိုးဆက်ဆံတယ်လဲ။ဘယ်လိုမျိုးဘလိုမျိုးဒါကျွန်တော်တို့ဟိုလူအခွင့်အရေးတွေချိုးဖောက်မှုတွေရှိတယ်လဲ။နောက်မြန်မာပြည်သူပြည်သားတွေကိုနှစ်နာအောင်ဘလို့ထားလဲဆိုတာအပြည်ပြည်ဆိုင်ရာလေးစိတ်လမ်းကြောင်းက လူတွေကတိတယ်လေအဲ့တော့အပြီးပြဆိုင်လေးစိတ်လမ်းကြောင်းကနေသူလာမယ်ဆိုလို့ရှိရင်သူစောက်ချက်ခွဲမှာဖြစ်တဲ့အတွက်ကြောင့်သူဘယ်ကနေလာလဲဆိုလို့ရှိရင်ထန်းနိုင်ကောင်လာတဲ့ခါမှာဟိုခိုးကြောင်ခိုးပဲလမ်းနော်ခိုးပေါက်လမ်းဟိုကျွန်တော်ဒီကျွန်တော်တို့ဒွေဦးတော်လာရေးပါတိရတိရတိုင်းပဲပိုက်တကွန်မင်းသားတယောက်နော်ပိုက်တကွန်ဆရိရုပ်ရှင်မင်းသားတယောက်ကသူဒီအဲ့လိုပဲအစတော့ကဆန္ဒပြတယ်ဆန္ဒပြနောက်ပိုင်းမှာမှတခါတည်းသူဒီ ဘောမှသွားတဲ့ကိစ္စကြောင့်တော်တော်များများသူ့ကိုအဲထိုင်းနိုင်ငံမှာရှိနေတဲ့ဒီလူငယ်တွေရောတော်တော်များများเนาะနောက်တော်လိုင်းလူငယ်တော်တော်များများလည်းပိုက်တကွန်ဆိုတဲ့ရုပ်ရှင်မင်းသားတယောက်ကိုဘိုင်းကောက်လုတ်ခဲ့တယ်လိုက်လုတ်ခဲ့တော့ပိုက်တကွန်ကထိုင်းနိုင်ငံကိုလာတဲ့ခါပါလဲအဲ့ပုံစံအဲ့နီလန်အဲ့လမ်းကြောင်းအတိုင်းအဲ့ဒီပုံစံမရောက်နိုင်ဘူးလာတာဖြစ်ပါတယ်လို့ဒါကျွန်တော်အနေနဲ့ပြန်ပြီးတော့မှသုံးသပ်ပြရစေเนาะအဲ့တော့ဘိုင်းတကွန်လည်းထုံနေနေကောင်းမယ်ဒွန်မုံလေးစိတ်ကနေသူပြန်လာတယ်လေ ြန်လာတယ်အဲ့လိုမျိုးပုံစံပဲအခုမရောက်လာလဲဒုံမုံလေးစိတ်ကနေတူလာတယ်အဲ့တော့ပြောချင်တာတကွာအကြပတ်စစ်ကောင်စီမွေးထားတဲ့တက်ရှူတွေအများကြီးရှိတယ်ဒီနိုင်ငံကြီးလောကမှာเนาะအများကြီးရှိတယ်အများကြီးရှိတယ်အဲ့ဒီပုံစံတိုင်းတူလာတာအခုလည်းသူ့ လာတယ်သူအခုဒီကြောက်ဖြားမြင့်ပေးနာဟိုတယ်မှာသူတော့တဲတယ်အဲအဲတဲတဲတဲ့အခါမှာဒီနေ့လူငယ်တယောက်ကနေပေါ်မှာဆန္ဒပြလိုက်တယ်ဆန္ဒပြတယ်ဆိုတော့ဒါအမှန်ပဲအဲ့တော့ထူးခြားချက်တစ်ခုကိုပြောရကျွန်တော်တွေ့ရမှာအဲဒေါမုံလေးစိတ်ကနေပြီးတော့မှမရောက်နိုင်ဆင်းလာတဲ့အခါမှာအလုသမိုင်းရာဝန်ကြီးဌာနနေပြီးတော့မှသူ့ကိုကြိုးဆိုတယ်အဲ့ဒီအလုသမိုင်းရာဝန်ကြီးဌာနကိုကျွန်တော်တို့ကအပြင်မှာတွေ့ပါတယ်နော်အပြင်မှာတွေ့ပြီးသွားပြီဖြစ်ပါတယ်အပြင်မှာတွေ့တဲ့အခါမှာအခုငလင်တန်ခန်းစားနေရတဲ့ဒီလူငယ်တွေနဲ့ပတ်သက်ပြီးတော့မှအလုသမိုင်းရာဝန်ကြီးဌာန အဲ့ဒီလူကြီးကိုတိုင်ငါတွေ့တာဖြစ်ပါတယ်အဲ့မှာထူးခြားချက်ကပါလဲဆိုတော့ရှင့်အဲ့လိုသမိုင်းကြီးရဝင်ကြီးတန်းတော့မရောက်နိုင်ကိုကြိုးစူတဲ့မျက်နှာကိုတိတ်တိတ်ချာချီးပါတိတ်တိတ်ချာချီးပါတိတ်တိတ်ချာချီးပါမျက်လူဟိုဟာမျက်မျက်စိပေါ့နော်မျက်စိရစိတ်တကားပေါ့ပဲမျက်စိရစိတ်တကားပေါ့နောက်အပြုတ်အမူမျက်နှာအနေဒါလူတယောက်ရဲ့အတွင်းစိတ်သဘောသဘာဝပေါ့နော်အတွင်းစိတ်သဘောသဘာဝကိုဒါအတိကပေါ်လွင်စေတဲ့အကြောင်းတရားပေါ်လွင်တာပဲလေနော်ပေါ်လွင်တာပဲအဲ့တော့အချားပဲစစ်ကောင်စီမရောက်နိုင်ကိုကြိုးစူတဲ့အဲ့လိုသမိုင်းကြီးရဝင်ကြီးထားတာသူ့လောဟာ ဟိုဘယ်လိုပြောပြမလဲမနှိမ့်မြို့အမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်အဲသူလဲလူကြီးဟုတ်ပဲသူလဲလူကြီးဒီဘက်ကလူလူရတယ်လူကြီးဒါပေမဲ့သူ့ကိုလက်မရောက်လာကိုလက်ခတ်လိုက်တဲ့ပုံစံမရောက်လာကိုချူစုလိုက်တဲ့ပုံစံရကြီးလိုက်တဲ့အခါပါဟိုဘယ်လိုပြောပြမလဲဟိုတော်တော်ကိုစိတ်ပြတ်တယ်ဗျာတော်တော်ကိုစိတ်ပြတ်ပြီးတော့ပါတော်တော်ဟာမရောက်လာမင်းလူလူကောက်ရီကိုချူစုရတာအမင်္ဂလာ အမင်္ဂလာပဲပေါ့နော်မင်းလိုမျိုးကောက်အောင်ကြိုးစားရတာအမင်္ဂလာပဲမင်းလိုမျိုးအရေးချင်းမရှိတဲ့သူမင်းလိုမျိုးမင်းလိုမျိုးဟာလာမြန်မာပြည်သူပြည်သားတွေကိုတတ်ဖြတ်ပြီးတော့မှဟိုလူငယ်ပေါင်းမြောက်များစွာရဲ့ဘဝတွေကိုခုလုံးလုံးပြီးတော့မှမြန်မာထိုင်းနိုင်ငံရောက်ရွှေပြောက်အလုပ်သမားတွေရဲ့ဘဝတွေကိုခြံနှင်းပြီးတော့မှဟာလာမင်းကိုမင်းလူကြီးလိုလိုပါလိုလိုလာပြီးတော့မှကုတ်တေဘွတ်တေရှွတ်တေဝေ့ပြထားတယ်လို့ယွန်လိုက်တာလို့မပြောရုံတမဲပါပဲလို့ဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ်နော် မပြောရုံတမဲပါပဲဒါမျိုးလုံးကြည်တာနဲ့တည်တယ်အခြေအနေကိုကြည်တာနဲ့အတူတူပဲအဲ့ဒါ ဲ့တော့ဒါကျွန်တော်တို့ကအွက်ကွက်ကွက်စိတ်ပေါ့နော်ပြန်ပြီးတော့ပါတုံးတက်တာတုံးတက်ပေးတာပါပြီးပါကြီးကိုပေါ့တော့ပါဗျာအဲ့တော့ဒီထိတ်တီးအစီဝေးအဲဘစ်စတအစီဝေးကိုလာတဲ့အကြပါဆက်ကောင်စီဘေးအောက်လိုက်ဟာကိုစောက်ချက်ကိုလာခွဲတာတဲ့အတူတူပဲသူအချက်သူလာခွဲတာတဲ့အတူတူပဲသူဒီအစီဝေးပို့လာလာတက်တာဒီဘာအောင်မြင်မှုမှ ရမှာမဟုတ်ပါနော်ဘာအောင်မြင်မှုမှရမှာမဟုတ်ပါနော်ဘာအောင်မြင်မှုမှလည်းရမှာမဟုတ်နော်နိုင်ငံတကာအင်မီလည်းရမှာလည်းမဟုတ်ပါဘာဖြစ်လို့လဲဆိုတော့ သူသူဒီမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရကလည်းမဟုတ်ဘူးဆိုတော့ထိုင်းနိုင်ငံမှာရှိနေတဲ့ဝင်ကြီးတွေသိတယ်ထိုင်းနိုင်ငံမှာရှိနေတဲ့အလို့သမားကြီးဌာနလည်းသိသိတယ်မြန်မာနိုင်ငံမှာရှိနေတဲ့တရားဝင်အစိုးရမဟုတ်ဘဲနဲ့ခွေးလို့ပေါက်ကနေဝင်လာတဲ့ဒီအကြမ်းဖက်စစ်ကောင်စီမင်းအောင်လိုင်းဘာပဲပြပြနော်အပေါ်အလေးဆိုပြသူဘာမှလူရအောင်သိမှာမဟုတ်အဲ့ဒါမှပြောနေလေမင်းအောင်လည်းအခုသူတဲတော့ဟိုတယ်မှာတော့မှလူငယ်တယောက်ကလာပြီးတော့မှစာနာပြချပလိုက်တာပဲဒါစာနာပြချပလိုက်တာပဲဒါပုတ်ပြလေးလေးပြောပြတာလေး ဇာနာပြချလိုက်တာပဲတိုက်တိပီတိကဘာတိသူစောက်ချက်ကွဲတာပဲเนาะအခုဟိုမှာဒီတက်စရဲတပီးတပီးကသူ့ကိုလက်ဆွဲပြီးတော့မှနှုတ်ဆက်တာတို့ဘာတို့ညာတို့ဆိုလို့ရှိရင်လက်ပြလုံလားပေါ့လက်ပြလုံလားအဆင်ရှိလားပေါ့ကျွန်တော်တော့ပြောချင်တယ်လက်ပြလုံလားအဆင်ရှိလားဟာဟိုမင်းလဲသွားလိုက်လေမင်းလဲသွားလိုက်လေဟာလားမင်းလဲသွားလိုက်လေဆိုပြီးတော့ပြောတဲ့တယောက်ကိုဒါကျွန်တော်ပြပြပဲမေးအောင်လိုက်တဲ့ဟိုတယ်တွေကအဆင်ရှိလားလို့ကတော့ပြောပြချင်တယ်နော်မင်းလဲသွားလိုက်လေလို့ပြောတဲ့တယောက်ပြီးတော့စောက်ရှက်ခွဲတာနော်အခုမေးအောင်လိုက်တဲ့ဟိုတယ်နဲ့မေးအောင်လိုက်နဲ့တန်းလား တူလာတန်းလားတခါတည်းပြောဦးမယ်တူလာတန်းလားတူလာတန်းလားမြန်မာနိုင်ငံကိုဘုံချဲเนาะမြန်မာလူငယ်တွေရဲ့ဘဝတွေကိုတပ်ဖြတ်အဲ့လိုမျိုးတပ်ဖြတ်ထားတဲ့ကဘာအခုထားတဲ့ကဘာလာပြပါဘေးစတအစီဘွေပွဲလာလာတက်ပြပါသူဘုံလေမင်းအောင်လိုက်တဲတဲ့ဟိုတယ်နဲ့မင်းအောင်လိုက်အရေးချင်းနဲ့တန်းလားလို့ငါအဲ့တစ်ချက်ပဲမေးမယ်မင်းတို့စကားစဘက်ကတုံးနေတဲ့စကားတိုင်းပဲတန်းမင်းတို့ဆောက်ဆင်နေတန်းလားအဲ့ဒီဟိုတယ်မှာမင်းအောင်လိုက်တဲတဲ့ဟိုတယ်မှာမင်းအောင်လိုက်ဆောက်ဆင်နေတဲ့တန်းလားကွာတန်းလားမင်းကြီး တန်လာလို့ပြန်မေးလောက်မယ်ဒါတော့ဒီထိုင်းနိုင်ငံကိုလာလာခွေးတို့ဘောက်ကနေဝင်လာတဲ့ကောင်ကိုမင်းတို့ကလူရဝိုင်းသိမ်းဝိုင်းသွင်းခြင်းတွေမရဘူးမင်းရောက်လာငါတတိရှိရှိပြောလိုက်မယ်စကားတကွန်စူပါနမုံလေးစိတ်ကနေဘာဖြစ်လို့မလာရဲတာလဲအဲ့ဒီချက်ပဲငါထောက်မယ် international လေးစိတ်လမ်းကြောင်းကနေမရောက်လာဘာဖြစ်လို့မလာရဲတာလဲပြောအဲ့ဒါပြောသူကသူသိတယ်ငါဒီတခိုးငါဒီဓမြငါဒီလူသက်ကောင်ငါဒီလူမမဟုတ်ဘူးငါဒီအချင်းမြတ်ခြားစားတော့လူတယောက်ဖြစ်တယ်ဆိုတော့သူ့ဘောသူသူသိနေလို့ ထိုင်းနိုင်ငံမှာ၄သိန်းတစ်ခုရှိတယ်စူဝါနာဖုတ်၄သိန်းရှိတယ် international ၄သိန်းတတ်တိရှိရှိ international စူဝါနာဖုတ်၄သိန်းကနေဒီကောင်လာလေးရတာဆိုရင်ဟမ်နိုင်ငံတကာမှာရှိနေတဲ့ဒိတ်ဒိတ်ကျလူကြီးတဲ့အပြည်ပြည်ဆိုင်ရာဒိတ်ဒိတ်ကျလူကြီးတဲ့လာတဲ့ international ၄သိန်းကနေလာလေးခွေးတို့ဘက်ကနေမလာနဲ့နော်မင်းတို့စာကစာကိုထောက်ခံနေတဲ့မင်းအောင်လိုင်းကိုထောက်ခံနေတဲ့ကောင်ကခွေးတို့ဘက်ကမင်းအောင်လိုင်းခွေးတို့ဘက်ကအလုပ်တွေလုပ်ကြလဲမင်းတို့လက်ခံတယ် နော်မင်းတို့စောက်စင်းတွေကိုပြောပြမယ်မင်းတို့မအားလားမင်းအောင်လားထောက်ကနေတဲ့ကောင်မင်းအောင်လားခွေးတို့ပေါက်ကအလုံးလုံးသမျှမင်းတို့အကုန်လုံးလက်ခံတယ်မင်းအောင်လားဆိုမင်းအောင်လားစောက်ချက်ကွဲလဲမင်းတို့လက်ခံနေတယ်မင်းအောင်လားလူစင်းမမီလဲမင်းတို့လက်ခံတယ်လက်တာပါမှာတကောကတကောလက်ခံနေတဲ့အတိုင်းဝိုင်းဖြစ်နေတာဓမြဓမြလက်ခံနေတဲ့အတိုင်းဝိုင်းဖြစ်နေတာအကျင့်မြတ်ခြားစားနေတဲ့ကောင်တွေကအကျင့်မြတ်ခြားစားမှုတွေနဲ့ပတ်သက်ပြီးမှလက်ခံနေတာပေါ့သိသိကြကြရှင်းရမင်းတို့အကြမ်းမဲ့စစ်ကောင်စီမင်းအောင်လား မင်းအောင်လိုက်ဒီဒီနေ့ဒီချိန်ဒီလူကြီးမပီတာသေးဘူးနော်လူကြီးမပီတာသေးခွေးတော့ပေါက်ကပဲလာတက်တက်အဆင်မရှိသေးတဲ့အဲ့တော့အခုမင်းအောင်လိုက်တက်တဲ့ဟိုတယ်နဲ့မင်းအောင်လိုက်နဲ့တန်လားလို့အမေးကြည့်တာတန်လားလို့အမေးကြည့်တာမင်းအောင်လိုက်အခုကြောက်ပြားမြင်ဘေးနားမှာရှိနေတဲ့ဟိုတယ်မှာမင်းအောင်လိုက်တက်တဲ့အဲ့ဒီဟိုတယ်နဲ့မင်းအောင်လိုက်တန်လားလို့အမေးကြည့်တာကိုအဆင်ကိုသည့် အခုထိုင်းနိုင်ငံမှာရှင်းနေတဲ့လူကြီးတွေ main online ထံအများကြီးတာတဲ့အင်္ဂလိပ်စကားလည်းပြောတတ်တဲ့ FBB ဆိုင်ရာလူတွေနဲ့လည်းတင်းစားရှင်းနေပွဲလုပ်တတ်တယ် main online လို့ကောက်အင်းကြီးမဝေဘူး main online လို့အဝေစာမဝေဘူးသဘောပေါက်လားသဘောပေါက်လားအခုဒီမှာတို့ငလင်းတန်းခန်းသားနေရတဲ့အတွက်ကြောင့်ရိုးရိုးပဲအဝေစာဝက်တဲ့အတူတူပဲအားလုံးငလင်းတန်းခန်းသားနေရတဲ့ပြည်သူလူထုဘေးနားမှာသွားနေတဲ့အချိန်ပြည့်နေတဲ့နေပူလဲနေတဲ့မိုးရွာလဲနေတဲ့နော်နေပေးပြီးတော့မှထိုင်းနိုင်ငံမှာရှင်းနေတဲ့ဘန်ကောက်မြို့တော်ဝင်းကိုတိုင် အလုသမားအဝိပဲဝက်တယ်မင်းတို့မယုံရင်လာကြည့်မင်းအောင်လိုင်ကိုခွေးတို့ဘောက်ကနေလူရောင်ဝိုင်းသွင်းနေကြတဲ့ကောင်နေမင်းတို့လာကြည့်မင်းတို့လာကြည့်မင်းအောင်လိုင်ကိုအခုထိုင်းနိုင်ငံမှာရှိနေတဲ့ဖိုးလက်မောင်ဝိဆောင်ငါဝက်ခိုင်းမယ်မင်းအောင်လိုင်ဝေရတဲ့တတိရှိလားမေးဖို့တခါပဲထုံးမယ်နော်တခါနဲ့ထုံးမယ်ထိုင်းနိုင်ငံမှာရှိနေတဲ့စောက်လို့ရေးအလုသမားတွေရဲ့ဝိဆောင်တစ်ခုခုကိုမင်းအောင်လိုင်ရဲ့ခန္ဓာကိုယ်ကပါဝက်ခိုင်းပြီးတော့မှလေရင်စင်းခိုင်းမယ်ကွယ်မင်းတို့မင်းတို့လက်ခံမလားလက်ခံမလားလို့ ဟင်မင်းအောင်လိုက်ဝေးထားတဲ့ကောအင်ကြီးနဲ့မင်းအောင်လိုက်နဲ့တန်းလားမင်းအောင်လိုက်စီးတာနဲ့ဘုတ်ဖနှက်နဲ့မင်းအောင်လိုက်တန်းလားဟမ်မင်းအောင်လိုက်တဲတဲ့ဟိုတယ်နဲ့တန်လာမင်းတို့ပြန်မင်းမှာပြန်မင်းမှာပြန်မင်းမှာပညာတတ်ဆိုတာဘာလဲပညာရှိဆိုတာဘာလဲပြည်သူလူထုကိုအချိုးမပြုရင်အလကားပဲအခြေခံပြည်သူလူထုရဲ့ဘဝတွေကိုအချိုးမပြုရင်အလကားပဲဘွဲတွေဒီဂရီတွေ PhD တွေဒေါက်တာဘွဲတွေယူတဲ့ပြည်သူလူထုကိုအချိုးမပြုရင်အလကားပဲ အတော့ဝင်မှုအခုထိုင်းနိုင်ငံမှာရှိနေတဲ့မြို့တော်ဝင်ထိုင်းမြို့တော်ဝင်သူကိုယ်တိုင်အလုသမားဝိစုံဝေးပြီးတော့မှဟိုမှာရှိတယ်ငါတို့နဲ့အတူတူ၄ရက်အဲဆိုအခုဆိုလို့ရှင်တော့9ရက်လောက်ရှိပြီအတူတူနေတယ်အတူတူစားတယ်မင်းတို့လည်းလာစားရော့ငါတို့လည်းဒီကော်ဖီပဲတောက်တယ်ဒီအစားစားပဲတောက်တယ်ပြီးရင်ဒီငလင်းတန်းခန်းစားနေရတဲ့ပြည်သူလူထုခန်းစားနေရတဲ့တဲ့တဲ့ဒီအစားစားတွေတို့အတူတူစားတယ်အတူတူအိတ်တယ်အတူတူနာအနာယူတယ်အဲ့လိုမျိုး မရောက်လာအခုထိုင်းနိုင်ငံမှာရှိနေတဲ့ရွှေပြောင်းအလုသမားတွေစီကနေပါမှာဖိုးလက်မဝတ်ဆောင်ဝင်ပြီးတော့မှဒီအစည်းအဝေးငါတက်ခိုင်းမယ်မရောက်လာတက်မလားမတက်ရမ်းလို့ရှိရင်မင်းတို့ထိုင်းနိုင်ငံမှာရှိနေတဲ့ရွှေပြောင်းအလုသမားတွေစီကနေ25ရာခိုင်နှုန်းတော့မကောင်းနဲ့လေမကောင်းနဲ့လေမင်းတို့အကြမ်းမဆက်ကောင်းစီမရောက်လာဘလို့စောက်ဆင်းဆိုရင်မင်းတို့ထွက်လာပြီလဲဆိုလို့ရှိရင် CI ဖတ် CI လောက်တော့မယ်ဆိုမင်းတို့ထွက်လာပြီဘတ်တီစီကနေအခွန်ကောက်တော့မယ်ဆိုမင်းတို့ထွက်လာပြီဘောပါမိတ်တွေလောက်တော့မယ်ဆိုလို့ရှိရင်တော့မင်းတို့ထွက်လာပြီဟမ်ထိုင်းအောင်ရွှေမြန်မာတွေစီကလေ ပြီးလို့ရှိရင်မင်းတို့တွေတရားစောက်စင်မရှိမင်းတို့ပြောသေးတယ်ဂျုံလုတ်တယ်ဂျုံလုတ်တယ်ဆိုမင်းတို့ပြောသေးတယ်ပြီးလို့ရှိရင်မင်းတို့ထိုင်နေကမှရှိနေတဲ့ရွှေပြောင်းအလုသမားလေးစီကနေမင်းတို့တွေဒီပတ်စံလေးကိုအခွန်းနေလာလာဖားတယ်အခွန်းနေလာလာကောက်တယ်ဒါအမှန်တရားပဲအဲ့တော့မင်းအောင်လိုက်ကိုဒီအခုမင်းစတဲ့အစီဝေးပွဲနဲ့ပတ်သက်ပြီးတော့မှထိုင်အောင်ရွှေပြောင်းအလုသမားတွေနဲ့ပတ်သက်တဲ့အဝေးအစားတွေကိုဝေခိုင်းပြီးတော့မှတက်ခိုင်းမယ်မဝေးလို့ရှိရင်မထိုင်အောင်ရွှေမြမာလေးစီက25ရာခိုင်နှုန်းမယူနဲ့ကွာ ဟုတ်တော့ပါလားမဝေ့ရဲလို့ရှင်မဟုတ်ယူနဲ့အခုထိုင်းနိုင်ငံမှာရှိနေတဲ့တကယ်လူကြီးတွေတောင်မှသူတို့နိုင်ငံသားတွေနဲ့အတူနေတာမင်းတို့လာလေးလာငါအမှန်တရားဒဲချပြတာမင်းအောင်လိုက်လည်းအခုဗန်ကောက်မှာရှိတယ်ဗန်ကောက်မှာရှိတယ်ဒါပေမဲ့မင်းအောင်လိုက်ရအခုအခုသူလာတဲ့ပုံစံကြည့်ကြည့်လိုက်မင်းတို့ကြည့်ကြည့်လိုက် international လမ်းကြောင်းနေသူမလာရဘူးစူဝါနဖုန်လမ်းကြောင်းနေသူမလာရဘူးထိုင်းနိုင်ငံမှာ၄စိတ်နှစ်ခုရှိတယ်အပီပီဆိုင်ရာ international ၄စိတ် အကြီးကနေသူမလာရဲဘူးဘာဖြစ်လို့မလာရဲလာလဲ international လေးသိမ့်လမ်းကြောင်းနေလာလို့ရှင်သူကြက်ဥပုပ်တွေနဲ့ဝိုင်းပေါက်ကြမယ်လေနော်ခရမ်းချီတီတွေနဲ့ဝိုင်းပေါက်မယ်ကြက်ဥပုပ်တွေနဲ့ဝိုင်းပေါက်ကြမယ်နော်မရောက်လိုက်မရောက်လိုက်ဟိုမှာဘာလဲသူစဲကံရမယ်ဗျာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေစိတ်မမဟုတ်အပီပီဆိုင်ရဲ့ international ကတော့ဝိုင်းစဲမှာသူတို့အရန်ကြောက်တဲ့အတွက်ကြောင့်သူတို့စကားဆာရဲ့လေးရင်သူတို့ကိုယ်တိုင်မောင်းပြီးတော့မှဒီဘက်မှာရှိနေတဲ့ဒုံမုံလေးလင်းကွင်းသူတို့လာဆိုင်တယ်အဲ့ဒီကနေသူလာတယ်ပြောရမယ်ဆိုတော့တခိုးလမ်းကြောင်းကနေလာတယ်ခိုးကြောင့်ခိုးဘက်လမ်းကြောင်းကနေလာတယ်ဒါမှန်တာနော် မှန်တာနော်မင်းအောင်လိုက်ရဲ့အရေးချုံနော်အဲ့တော့မှတ်တာအဲ့တော့မင်းတို့အကြမ်းမစစ်ကောင်စီမင်းအောင်လိုက်ရဲ့အရေးချင်းကဒါပဲမင်းတို့မီဒီယာတွေတက်လာလို့မင်းတို့စကားစားတွေဘုံမတွေရက်ွက်တွေတဲ့ကနေကြိုက်တယ်လို့ညွန်းတယ်လို့မင်းရေးဖို့အတွက်မစဉ်းစားနဲ့ရှင်းရှင်းမင်းပြောပြတာမစဉ်းစားနဲ့နော်အခုမင်းအောင်လိုက်တဲတဲ့ဟိုတယ်နဲ့မင်းအောင်လိုက်နဲ့တန်လာလို့ပဲငါတို့ကမေးကြည့်အောင်မယ်နော်တန်လာဟမ်အဲ့တော့မင်းတို့စကားစားဘက်ကလူတွေကဘာအရေးချင်းမှမရှိတဲ့လူတယောက်ကို နော်လေးနေလုံးလုံးစိတ်မြေလက်ပြေလူထိုင်တက်ပြနေတဲ့လူတယောက်ကိုမင်းတို့တွေဒီလူရသွင်းထားတာဒီရှက်ဖို့ကောင်းတယ်နော်ရှက်ဖို့ကောင်းတယ်အခုတက်တဲ့အစည်းအဝေးကွန်းနဲ့မရောက်နိုင်တဲ့တန်လားအဲ့ဒါပဲငါမေးရုံးမယ်နော်အခုအခုတက်တဲ့ဒီစီးပွားရေးထိပ်သီးအစည်းအဝေးကွန်းနဲ့မရောက်နိုင်တဲ့တန်လားတူလားတန်လားအဲ့ဒါပဲငါမေးရုံးမယ်သဘောပေါက်လားမသိဘူးတူလားတန်လားအရေးချင်းရှိလားဟမ်အခုအဲ့ဒီဟိုတယ်နဲ့မရောက်နိုင်တူလားတန်လားအဲ့ဒီဟိုတယ်မှာကျွေးတဲ့မနေ့ breakfast နဲ့မရောက်နိုင်တန်လားအဲ့ဒီ international အဲ international ဒီ buffet အစားအစာတွေနဲ့ main online တန်သလားဟမ်အခု main online အဲ့ကြ hotel မှာအဲ့ဒီ sound တွေခေါင်းအုံးတွေခြင်အောင်တွေနဲ့ main online တန်သလားတူးသလားတန်သလားဟမ်သူများနိုင်ငံမှာရှိနေတဲ့ဝင်ကြီးတွေမျိုးတော်ဝင်တွေကအလောအလောငလင်တန်ခံစားနေရတဲ့လူတွေနဲ့တဲတွေနဲ့သွားနေအိတ်ကြတယ်သွားနေကြတယ် main online ကတော့မြန်မာနိုင်ငံမှာဟာလားဒီလောက်ဒီငလင်မြန်မာနိုင်ငံငလင်ကထိုင်းနိုင်ငံတန်းတောင်သိုးသေးတယ်သူကတော့ဒီဒီဒီထိုင်းနိုင်ငံဘာကောက်မှာလာပြီးအစင်းမြတ်ဟိုတယ်မှာလာပြီးနှက်ပြီးတော့မှမဲအစည်းအဝေးလာတက်တယ်ဆိုတော့ကိုစောက်စင်ကိုတိလေကိုစောက်စင်ကိုတိလေ ဟင်မြန်မာနိုင်ငံမှာဟလာငလင်ငလင်တန်းချောင်းအသိစင်းနေအများကြီးပဲအချိန်နဲ့တပြေးညီမဖော်ထုတ်နိုင်တဲ့ကိစ္စတွေအများကြီးရှိတယ်။အဲ့တော့ပြည်သူလူထုနဲ့အတူတူမနေမနေဘဲနဲ့ဟလာအစီဝါကြီး business အစီဝေးခေါင်းစဉ်တိုက်ပြီးတော့မှထိုင်းနိုင်ငံမှာရှိနေတဲ့ hotel မှာလာနှက်တယ်ဆိုတော့ဘာဆောက်စင်လဲဘာဆောက်စင်လဲဟမ်ဘာဆောက်စင်လဲ international buffet အစားအစာတွေလာစားဟမ်ပြီးလို့ရှိရင်အမလေးညဆိုလို့ရှိရင်အမလေးဒန်းစင်းကြီးဟမ် ဘာဆောက်ဆင်းလဲလို့ဘာဆောက်ဆင်းလဲတန်လားလို့ဟမ်ဘာပူလောင်နေလိုက်တာလားဘာပူလောင်နေလိုက်တာမင်းတို့လုံးရတဲ့တန်တန်လားလို့ပဲမင်းတို့ပြန်ပြန်ပြီးဆုံးမြတ်ချက်ချခိုင်းတာမင်းပြီးမင်းတို့စကားစပါးကောက်ရဆောက်ဆင်းဆောက်ဆင်းဆိုတာအရန်ပြောလို့လို့ငါတို့ကပြန်မေးလိုက်တာတန်လား ထိုင်းအောင်ရှင်မြန်မာနေအခုမင်းအောင်လိုက်တဲတဲ့ဟိုတယ်ထက်ကိုအစအစပေါင်း၁၀ဆတာတဲ့ဟိုတယ်တဲနိုင်တယ်ငါခေါက်ခေါက်လိုက်ပါပဖဲရပလိုက်ပဲဒါလားအခုမင်းအောင်လိုက်တဲတဲ့ဟိုတယ်ထိုင်းအောင်ရှင်မြန်မာနေအများကြီးတဲနိုင်တယ်သဘောပေါက်လားဘာဖြစ်လို့လဲထိုင်းနိုင်ငံမှာရှိနေတဲ့လောအားခနဲ့သူတို့တဲတက်တယ်သဘောပေါက်လားဒါပေမဲ့မတဲဘူးမင်းအောင်လိုက်လို့မတဲဘူးထိုင်းအောင်ရှင်မြန်မာနေကသူတို့ရရှိတဲ့လာကားတွေကနေပါပါတခက်ဒေါ်လာရဲ့နေမြေတွေသူတို့ရဲ့မြို့ပြတွေမှာရှိနေတဲ့နေမြေတွေမှာရှိနေတဲ့နေရာတွေနေရာတွေအတိအကျကိုသူတို့တွေဒီ ော်လိုက်အင်ပါကာလာမှာလည်းထောက်ပံ့တယ်ကိုဗစ်ကာလာမှာလည်းထောက်ပံ့တယ်အခုလိုငလင်ကာလာမှာလည်းထောက်ပံ့တယ်ထိုင်းရောက်ရှင်မြန်မာတွေရဲ့အခြေစားရိတ်တာအဲ့လိုရှိတယ်မင်းအောင်လိုက်တာအများကြီးတာတယ်မတဲဘူးတလောက်ဒီငလင်းတိုင်းနေခန်းစားနေရပါတယ်ဆင်တော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဟာတွေဟိုဟာတွေလွားကြဒီဟာတွေလွားကြမြန်မာနိုင်ငံထွက်တဲ့တယင်ဇာတာတွေနဲ့မင်းတို့အချမ်းမဲ့စစ်ကောင်စီနဲ့ဘာဆိုင်လို့လဲဟင် ông trang lai đi nãy nghe em nhắn thông đeo cầu này đó à cũng lái mới lên đầu là cũng lên đây đấy vì ông lại đấy thấy đây cái bà con của ông đệ chỉ đi được tốt gia đi đấy bây giờ lại thấy đây cái bà con của là đây khảo bà bè bè bao quanh này là đây xuống đây chào tốt này đấy မင်းအွန်လိုင်းကိုသွားကြိုးတဲ့အလုတ်တပိုက်ရဝေကြီးဌာနကလာပြီးသွားပြီငလင်ဌာနကိုလာပြီးသွားပြီလာတွေ့တယ်ဘလို့မျက်နှာနဲ့လာလဲဆိုတော့အဲ့ကကိုစစ်ကိုသီးလို့မင်းအွန်လိုင်းကိုပြောပြတာပေါ့နော်ခွေးတို့ပေါက်ကနေလာတယ်ကွထိုင်းနိုင်ငံဘာကောက်ကိုခွေးတို့ပေါက်ကနေလာတယ်ကွအဲနော်အဲ့ဒါကိုပြောပြတာမဟုတ်သူတို့သူတို့မြောင်းမြစ်မှာရက်ွက်ကဇော့အထင်ကြီးပြီးတော့ပြောနေတဲ့အရာတွေရှိလို့ပါပြောနေတဲ့အရာတွေရှိလို့ထားပြီးတော့ပြောပြပေးတာတူလာတန်လားလို့ အဲအဲ့ဒါကြောင့်ပြောတာသူတဲနေတဲ့ဟိုတယ်နဲ့သူ့ရဲ့အရေးချင်းနဲ့မှီလားလို့နော်သူစိတ်တက်တဲ့သူ့အရေးချင်းနဲ့သူအခုမရောက်လာအခုတဲတဲ့ဟိုတယ်မှာ international အစားအစာတွေစားရမယ် international dinner တွေတက်ရမယ်နော်အစားအစာတွေစားရမယ်လူကြီးတွေကခွဲအဲကြည့်ပါအောင်ဒီလိုမေးမယ်လေမြန်မာပြည်မှာတလောက်တိလူတွေကငလင်တန်းနေခန်းစားရတယ်သေကြတယ်ပြေကြတယ်အလောင်းတွေကြောက်ကြတယ်ပြည်တွေစစ်ဖြစ်တယ် ဒီကောင်ကထိုင်းနိုင်ငံမှာလာပြီးတော့မှကြည်ပါဦးအပီပီဆိုင်ရာအပီပီဆိုင်ရာ international ဒီ wave တွေလာဖားတယ်အစည်းအဝေးပွဲမှာလည်းရောင်60လာလုပ်တယ်ပြီးလို့ရှိရင်မင်းအောင်လိုင်းကကိုအင်းကြီးတကားကားကြီးနဲ့ဟမ်ထိုင်းနိုင်ငံမှာရှိနေတဲ့လူကြီးတွေကိုအင်းကြီးတကားကားကြီးနဲ့ဘယ်သူမှမနေခိုင်းဘူးဒီအခုအခုလောလောဆယ်လောလောဆယ်ကာလာပါဘယ်သူမှအဲ့လိုမျိုးမနေဘူးအကောလောအလုသမားဝတ်ဆောင်ယူပဲအလုသမားဝတ်ဆောင်ယူပဲတို့ကိုယ်တိုင်တို့မိစ္ဆာမကျွန်တော်တို့ကဘန်ကောက်မြို့တော်ဝင်နေပါဆိုတာသိရလား ဲ့ဒါမှပြောနေထိုင်းနိုင်ငံမှာတကယ်ဆယ်လီကြီးတွေတောင်မှအဒီအဒီငလင်းတန်းခန်းစားနေရတဲ့လူတွေကိုသွားတွေ့လို့ရှိရင်အဲ့ဒီမှာရှိနေတဲ့လူတွေကမိမမင်းဘလောက်ပဲဆယ်လီပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ထိုင်ကုန်နေမှာပေးဘူးဒီတိုင်းမှာကိုကကိုကိုကကိုဒီတိုင်းမှာလမ်းပြီးမှထိုင်နေထိုင်ရတာပဲတို့ကတို့အဲ့လိုလောရတာဘသူမှနေရာမပေးဘူးမင်းကဘာကောင်ငါဘာကောင်တွေလာမလို့မလို့ဘူးပြည်သူမျက်နှာကြည့်ပါမအဲ့မှာအကုန်လုံးဟိုကလောက်ခိုင်းတာဒါပြောပြလာတော့ တူဘူးလို့ဒါကျွန်တော်တို့ကတော့ပြောပြတယ်အဲ့တော့ဟိုစောစောဆိုးစကားစခါတာတဲ့တာပတ်ဘူးစောစောဆိုးနော်ပရမတိဒီကလေးလောက်တော့ဗောချစ်ချီချီဗောအရှိရကလေးလောက်တော့ပြောပြပဲသူကကလေးလောက်တဲ့အခါကျတော့သူကဘာပြောလဲဆိုတဲ့အခါကျတော့ပရမနေကကားကြက်လို့တဲ့ဒုတိယနေ့ကျတော့သူဘာမှမသိရဘူးတဲ့နော်ငလေးလောက်တဲ့နေရာမှာမြန်မာဆန္ဒလည်းသူတို့မလောက်ထားဘူးမြန်မာဆန္ဒမလောက်ထားဘူးသူတို့တွေအောက်တန်းသားတွေဒီကောင်းနေ ဒါအမှန်တရားကိုပြောပြတာနော်အောက်တန်းသားတွေထိုင်းအစိုးရဘက်ကအကုန်လုတ်ပေးတယ်နော်ထိုင်းအစိုးရဘက်ကတာဝန်ယူမှုတာဝန်ခံမှုအနေနဲ့တို့အကုန်လုံးလုတ်ပေးတယ်အကော်လုံးအစအစရစိတ်ကူးသားသေးကစအတအာမခံအလူမှုဖူလုံရင်ကိစ္စရစအကော်လုံးအားလုံးအားလုံးအစအစရအရာရာအဲ့ဒီတန်ယုံကောင်တွေဒီစကားစခံထားတဲ့ကောင်တွေကဟိုအမှန်တိုင်းပြောမှဆိုဘာအရေးချင်းမှမရှိဘူးဘာအရေးချင်းမှမရှိဘူးနော်ဘာအရေးချင်းမှမရှိဘူးဘောမှာဖို့ပဲတည်တယ် ဘောဘလို့မရမလဲဘလို့အနေထားမရမလဲဒါပဲသိရဲ့နော်ပြီးတော့အခုပေါ့ဘာအရေးချင်းမှမရှိတဲ့ဟာတွေဘယ်ဘာအရေးချင်းမှမရှိတဲ့အတူတွေအခုစစ်ကိုတိကျ အဲ့တော့အဲ့တော့ဘယ်ရောက်ဘယ်ရောက်လာရတာလားသူလားဆိုတော့ကိုယ့်ကိုပြပေးအကောလုံးပြရပြရဖို့ကတော့ကွာတာပဲเนาะကျေးဇူးတင်ပါတယ်တက်တော့ပါပဲ